အားလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့တော့နိုင်ငံရေးနဲ့ပတ်သက်တဲ့စကားလေးနည်းနည်းပြောချင်တယ်ကျွန်တော်ကနိုင်ငံရေးနဲ့ပတ်သက်တဲ့စကားတွေကိုမပြောတာတော်တော်ကြာသွားပြီဘာလို့လဲဆိုတော့ဒါဟာစကားပြောရမယ့်အချိန်ကိုကျော်လွန်သွားခဲ့ပြီလို့ကျွန်တော်ယူဆလို့ပါဘာကြောင့်လဲဆိုတော့တော်လန်ရေးကလည်း၄နှစ်ထဲကိုရောက်လာပြီစိတ်ဓာတ်ရှိရဲ့လူတွေဟာတဆိုင်မမတ်စိတ်ချတဲ့အချိန်နည်းနည်းရှိမယ်စိတ်ဆိုးတဲ့အချိန်နည်းနည်းရှိမယ်စိတ်မရှိတဲ့အချိန်နည်းနည်းရှိမယ် ဒါပြီးရင်ပြန်ထပြီးမှဒီကိစ္စကိုကျွန်တော်တို့ဆက်လုပ်ကြတယ်အဲ့တော့စိတ်မရှိတဲ့လူတွေကတော့เนาะဟိုကောက်ယုံမိလို့လူတွေကတော့ပထမပိုင်းမှာ စိတ်ဝင်စားပေမဲ့ဒီရေတုံမဟုတ်မှန်သိတဲ့အချိန်မှာစွန့်ခွာသွားတဲ့လူတွေလည်းရှိတယ်ဒီနေရာမှာကျွန်တော်ဘသူဘသူ့ကိုမှအပြစ်မပြောချင်ဘူးဒါမဲ့တော်လန်ရေးကိုလှုပ်ရှားတဲ့လူတွေလည်းရှိခဲ့တယ်ရှိနေသေးပဲအဲ့လိုလူတွေကိုတော့ ယွန်းယွန်းစရာကောင်းတယ်ပေါ့နော်ယွန်းလဲယွန်းတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကစကားတွေကိုမပြောတော့ပင်မဲ့အခုကတော့ပြောချိန်တန်တဲ့ကိစ္စတခုပေါ်လာလို့ပြောပြောပါရစီပေါ့နော်ပြောချင်တာကပန်ဆယ်လိုကိုတခိုးဆိုပြီးတော့ဆွဆွဲကြတဲ့ကိစ္စပေါ့နော်ဒါတွေကကြာလဲကြာခဲ့ပြီဘလောက်တောင်ရှိနေလဲဒီကိစ္စတွေကြာနေတာနစ်တွေပေါက်နေပြီနော်ဆိုတော့သူမကို ဒီငွေကြေးဥစားခိုးတယ်ပေါ့နော်အိမ်ဝယ်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောခဲ့တဲ့စကားရပြင်းစရာလဲကောင်းနေပြီကျွန်တော်ဒီကိစ္စကိုဆက်လက်မပြောချင်ဘူး။ဘာလို့လဲဆိုတော့သူ့ကိုအိမ်ဝယ်တာဟာနှစ်ပေါင်း30စာချုပ် mortgage နဲ့အိမ်ဝယ်ခြင်းဟာဒေါ်လာသန်းသန်းပဲဖြစ်စေအောင်တော့နှစ်ပေါင်း30အကျွေးနဲ့အိမ်ဝယ်ခြင်းဟာခိုးယူလို့ပါဆိုတဲ့ပြဿနာနဲ့ခိုးယူလို့ပါဆိုတဲ့ဆွဆွဲချက်တွေနဲ့ သူ့ကိုဆွဆွဲတိုက်ခိုက်နေတဲ့သူတွေဟာအဲ့လိုဆွဆွဲတိုက်ခိုက်နေတဲ့သူတွေထဲမှာအိမ်ပိုင်တဲ့လူတွေမပါနေဘူးအဲ့ဒီဟာတော့တခုပါလာပါတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြောပေးကြပါကျွန်တော်တိတိလောက်တော့အိမ်ပိုင်တဲ့လူမပါဘူးလို့ကျွန်တော်သိထားရပါတော့အကယ်၍ကိုကိုတိုင်ကအိမ်ပိုင်ထားတယ်ဆိုလို့ရှိရင်အိမ်ပိုင်တယ်ကိုမှာအမေရိကန်နိုင်ငံမှာကိုပိုင်အိမ်ရှိတယ်ဆိုလို့ရှိရင်အိမ်ဝယ်တဲ့ process တွေကိုသိပြီးသားပါဘယ်လိုဝယ်ရလဲ ကိုယ့်ရဲ့အဆင့်တန်းနဲ့ကိုယ့်ရဲ့ဝင်ငွေနဲ့ကိုရှာနိုင်တဲ့ငွေပမာဏနဲ့ဒေါ်လာတသိန်းလန်လားသုံးသိန်းလန်လားတသန်းတန်တန်နဲ့ဘယ်အိမ်ဝင်နိုင်လဲဆိုတာလူတိုင်းသိကြတယ်အဲ့တော့ကျွန်တော်ထင်သလောက်ကတော့သူတို့ကျွန်တော်မြင်သလောက်ပေါ့နော်ကိုကျွန်တော်မသိတာရှိရင်လဲအောက်ကနေရေးပေးသွားလို့ရတယ်သူ့ကိုပြောတဲ့လူတွေထဲမှာအိမ်ပိုင်တဲ့လူတွေအမေရိကန်နိုင်ငံမှာအိမ်ကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့လူတွေပါသလားအဲ့ဒီလူတွေပါတယ်ဆိုရင်တော့ တမျိုးပေါ့နော်โอเคအဲ့ကိစ္စကကျွန်တော်ပြောကိုမပြောချင်တော့ဘူးခုနကပြောသလိုမျိုးပဲယုံချင်တဲ့လူကယုံမယုံချင်တဲ့လူကမယုံနဲ့ကိုယ့်ရဲ့ဉာဏ်ရည်အစဉ်အတန်းကိုယ့်ရဲ့ဘဝအတွေ့အကြုံကိုယ့်ရဲ့လုပ်ရည်ကံရည်ဘာလဲဆိုလူဆိုတာက ကိုလုပ်တယ်လို့ပဲသူများကိုထင်တတ်တာကိုဟာဝယ်နိုင်တဲ့အဆင့်အတန်းမရှိဘူးဆိုရင်သူများဝယ်နိုင်ရင်လည်းဟုတ်လို့လားဟုတ်ရဲ့လားဟုတ်ပါမလားဒါပုံမှန်ဟုတ်ခဲ့လားဆိုရယ်မိခွန်းเนี่ยပေါ်ပေါက်လာမှာပဲ ဲ့တော့ဒါတွေကိုကျွန်တော်ကမငင်းဆိုချင်ဘူးအချိန်ကုန်လို့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့ကိစ္စကသူ့ကိုအခိုးလို့ပြောနေကြတဲ့ကိစ္စမှာယုံချင်တဲ့လူလည်းယုံမယုံချင်တဲ့လူလည်းမယုံနဲ့အဲ့တော့မိကွန်တစ်ခု ပေါ်လာခဲ့ပြီးပြီဆိုလို့ရှိရင်ကိုဟာနဲ့ကိုလှုပ်ရှားရှာဆက်လှုပ်ကြတယ်သူ့ကိုမယုံတော့ဘူးဆိုတဲ့လူတွေဟာသူမှဆက်လက်လှုပ်ရှားပေးတဲ့ fundraising ပွဲတွေမှာ အားမပေးတော့ဘူးပေါ့နော်သူ့ငါမယုံငွေမထဲတော့ဘူးကိစ္စပြက်ပြီဒီလောက်ဆိုလို့ရှိရင်ကိစ္စပြက်ပြီသူမကိုဆက်ယုံနေဆိုတော့ယုံကြည်တဲ့လူတွေဟာငါတို့ကတော့ယုံနေသူကတကိုးမဟုတ်ဘူးဆိုပြီးဆက်ပြီးတော့ထဲ့လိမ့်မယ်ဒါနဲ့ပတ်သက်လို့လည်းအပွဲပွဲပေါင်းဒီခိုးပါတယ်ဆိုတော့ရိုးစမှုရဲ့နောက်ွယ်မှာလည်းဒီလိုမျိုးငွေလူပွဲတွေအများကြီးလုပ်ခဲ့ပြီးကြပြီပြည်သူတွေဟာယုံလားမယုံလားဆိုတော့တက်တယ်လဲပြခဲ့ပြီးကြပြီ ဒါပေမဲ့ဒီဘက်အုပ်စုကတဆိုင်မမတ်ခိုးတယ်ပြောနေကြတော့မယ်ဒါကိုလည်းကျွန်တော်ဘာမှမပြောလို့ရတယ်ခုနကပြောသလိုပဲဒါငင်းမနေတော့ဘူးထင်တဲ့လူတွေထင်ပါစေမထင်တဲ့လူတွေလည်းမထင်ပါစေနဲ့ဒါဟာမိမိရဲ့ယုံကြည်ချက်နဲ့မိမိရဲ့ရွေးချယ်ပိုင်ခွင့်နဲ့မိမိပဲလူတယောက်ကိုယုံကြည်ဖို့သူ့ရဲ့ character ကိုယုံကြည်ဖို့ဆိုတာကိုယုံရင်ယုံတယ်ပေါ့ကိုမယုံရင်မယုံပေါ့နှစ်ခုပဲရှင်းရှင်းလေးပဲရှိတယ်အဲ့တော့ yes or no ပဲ yes အုပ်စုရှိပါစေ no အုပ်စုရှိပါစေ ဒါကဒီမှာရက်သွားရင်ကိစ္စမရှိဘူးကြီးလိုက်တော့လဲចောင်းတော်ရန်စားတွေမနာလိုမှုတွေဇလန်းနေတဲ့လူတွေပေါ့နော်အဲ့ဒါတွေလဲကိုကိစ္စမဟုတ်ဘူးကျွန်တော်ကိစ္စတော့မဟုတ်တာကျိန်းနေပါ့ပဲအဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာမှလည်းမပြောခဲ့ဘူးပန်ဆယ်လိုသူများစပြီးရိုးစွတ်တဲ့အချိန်မှာရိုးစွတ်စရာဒီအိမ်တလုံးဝယ်ဖို့သူမရဲ့အရေးအချင်းနဲ့သူမရဲ့ network နဲ့သူမရဲ့ကြော်ကြားမှုနဲ့သူမကို ူညီစောင့်ရှောက်ခြင်းသူတွေနဲ့သူမမို့လို့ကို ထောက်ပံ့အကူအညီပေးလို့သူတွေနဲ့ဆိုရင်နှစ်30စာချုပ်နဲ့ဒေါ်လာတစ်သန်းနဲ့အိမ်ဝယ်ဖို့မဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိကြောင်းကိုတော့ကျွန်တော်ဝင်ပြီးတော့စကားပြောခဲ့ဘူးရဲ့ကျန်တဲ့ယုံနာမြုံနာကျန်တဲ့လူတွေကိုကိုရဲ့ဘာလဲဆိုကိုခေါင်းထဲမှာလဲအုံနောက်ဆိုတာလေးရှိရဲ့အဲ့ဒီအုံနောက်လေးရဲ့ကိုရဲ့ညံရင်ညံသွေးရဲ့ကိုဘဝရဲ့အတွေ့အကြုံရဲ့ကျွန်တော်ပြောသလိုပေါ့နော် ဒီဘွားမှာငါဆိုရင်ဒီလောက်လုံနိုင်တယ်ဆိုရင်သူများဆိုလည်းလုံနိုင်မှာပဲဆိုတော့ယုံကြည်မှုဆိုတာလူတယောက်မှာရှိလိမ့်မယ်။ငါမမရင်ဟမ်ငါတော့မလုံနိုင်တာငါတို့အလုပ်လုပ်စားနေငါစပွဲထိုးစားနေ10နှစ်ရှိပြီဆိုစပွဲပဲထိုးတတ်တဲ့အရေးချင်းနဲ့တော့စပွဲပဲထိုးလို့ရတဲ့ယုံကြည်ချက်မျိုးနဲ့เนาะအဲ့လိုမျိုးနဲ့ကတော့သူများတကာရဲ့ယုံကြည်မှုကိုရထားတဲ့လူတယောက်နဲ့ကတော့တူမှာမဟုတ်ဘူးပေါ့နော်။တိတ်လည်းအများကြီးမပြောချင်ဘူး။ဘာလို့လဲဆိုနေရကြမှာဆိုလို့အဲ့တော့ လောကကြီးမှာအလုပ်ဟုသမားဂုံရှိစွာပဲဒါပေမဲ့အဲ့ဒီအလုပ်ကဘယ်ကိုပို့ပေးလဲဆိုတာတော့မတူဘူးเนาะအဲ့တော့မတူတဲ့နေရာမှာကိုကမရောက်လို့ရောက်သွားတဲ့လူတွေကတော့အလုံးလုံးလို့မဟုတ်ခိုးလို့ပဲဆိုတာတော့တိတ်ပြီးတော့အရန်နားထောင်လာနားထဲမှာခါတယ်နားခါတယ်เนาะအဲ့ဒီကိစ္စအဲ့မှာရက်လို့ပြီးသွားသလားဆိုတော့မပြီးဘူးအခုကသူ့ကိုလူဘူးတဲ့လူတွေ ICE ကိုတိုင်ပါတောပါဆိုတဲ့အထိဝိုင်းခင်ခင်ဆိုတဲ့ page ကနေပြီးတော့ရေးထားတာဟာ ပြဿနာအဲ့ဒါကပြဿနာဒီအမေရိကန်နိုင်ငံမှာဘယ်ကိစ္စကြောင့်မှငွေဒါကနိုင်ငံသားအဖြစ်အဖြစ်မှာပေါ့နော်တရားနိုင်ငံသားအဖြစ်ကျွန်တော်တို့သွားပြီးတော့ neutralize လုပ်တဲ့အချိန်မှာ all နေအနေနဲ့တစုံတဦးကိုငွေကြေးထောက်ပံ့ဘူးလားရှိသလားလူတစုံတဦးသေဆုံးဖို့အတွက်သေဆုံးပါစေဆိုရယ်ရည်ရွယ်ချက်နဲ့ငွေကြေးထောက်ပံ့ဘူးလားရှိသလားဆိုရယ်မိခွန်းမေးခံရပါတယ် ဒါဟာအမေရိကန်နိုင်ငံရဲ့ violence မဖြစ်စေတဲ့ policy ပေါ့နော်အဲ့ဒီအတွက်မေးတယ်အဲ့တော့သူတို့ပြောသလိုဟိုပန်ဆက်လို့ရင်ဆိုင်လိမ့်မယ်ဆိုပြီးဇွတ်ကြီးလဲဟိုအေးအေးနေလို့လဲအဆင်မပြေဘူးဒီလိုဖြစ်အောင်လှုပ်လာတဲ့လူကိုကတည်မမှန်တဲ့သူတော်လန်ရဲအတွက်တည်မမှန်တဲ့လူ ပေါ့နော်လုပ်ဟောလ်ကိုရှာပြီးတော့မှဒီကိစ္စကိုဒုက္ခရောက်အောင်လုပ်မယ်ဆိုတော့ခုနကပြောသလိုပေါ့နော်သူမငွေခိုးလို့မယုံအဲ့ထိကျွန်တော်လက်ခံတယ်ယုံချင်းမယုံချင်းကမိမိနဲ့ပဲဆိုင်တယ်မယုံတဲ့လူလည်းမယုံနဲ့ပေါ့နော်အဲ့တော့ယုံချင်တဲ့လူလည်းယုံဒါပေမဲ့ဒီလိုမျိုးလူတယောက်ကို ရာဇဝတ်မှုတွေနဲ့ညှိဖို့ခုနပြောသလိုခိုးလို့ဆိုရင်တမျိုးလေခုနပြောတော့ခိုးလို့ဆိုရင်တမျိုးအခုကတော့ fundraising လုပ်လို့ကို DICE နဲ့ညှိအောင်တိုင်မယ်ဆိုတာမျိုးကြတော့တမင်တကာတော်လန်ရေးပေါ်မှာရုံမာတာဖြစ်သွားပြီ။သူမဟာသူမဟာဒီရဲ့အဓိကအ နေရာမှာတာဝန်ထမ်းဆောင်နေတယ်ဆိုတာတိတိကြီးနဲ့ဒါကိုတာဝန်ထမ်းဆောင်လို့တိုင်ပြီးဖန်ခိုင်းမယ်ဆိုတာကဘာကိုဖျက်လို့ဖျက်စီးလုံးရလဲဆိုတာလေပြင်းမှာဆင်သွားတယ်လို့ထင်ရှားနေပြီအဲ့တော့ပန်ဆယ်လိုကိုနိုင်ငံတော်ကြီးကိုချစ်ပေမဲ့ပန်ဆယ်လိုကိုတကယ်တခိုးထင်လို့ကို나ជីနေကြပါတယ်ဆိုတော့ပြည်သူတတိုက်ပေါ့เนาะသူတို့တွေရပို့ဆောင်มาရေးနေတဲ့တည်မှန်တယ်ဆိုတော့ပြည်သူတွေကိုဟွာကိုပြန်ပြီးတော့တစ်ချက်လေး post နေပြီးတော့စဉ်းစားဖို့အချိန်တန်ပါပြီเนาะ ကိုမယုံရင်ကိုမထဲပါနဲ့ယုံတဲ့လူတွေထဲနေတာပါဒါပေမဲ့ဓာကြီးတစ်ခုလုံးကိုဖျက်လို့ဖျက်စီးလုံနေပြီဆိုရင်ငါဘယ်ဖက်ကလဲလို့မေးဖို့အချိန်တန်ပါပြီငါကစစ်ကောင်စီဘက်ကဆိုလဲပွင့်ပွင့်လင်းလင်းစစ်ကောင်စီလှုပ်ဆန်းမှာသိလားစောက်ရက်တည်းအလောက်ကြီးမနှဲကြဆန်းမှာ ਨੇ နော်အယောင်နေမဆောင်ကြဆန်းမှာ ਨੇ အလောက်လေးတောင်တတိမရှိကြဘူးလားအဲ့တော့သူတို့တွေကိုသက်ဆိုင်ရာကအေးအေးယူဖို့အချိန်တန်ပြီဘယ်ပုံစံနဲ့အေးအေးယူမလဲဆိုတာကိုဟါကိုဆုံးဖြတ်ကြပါ ကိုအဖွဲအစည်းတွေဘသူနဲ့သက်ဆိုင်လဲဒီကိစ္စကိုဘသူကတာဝန်ယူဖြေရှင်းရမလဲအဲ့ဒီအဖွဲအစည်းတွေတာဝန်ယူဖြေရှင်းဖို့အချိန်တန်ပြီဒီအတိုင်းလွတ်ထားခြင်းဟာတော်လန်ရေးမှာအင်မတန်အန်တရယ်များပါတယ်ဒီလူတွေကိုဒီအတိုင်းလွတ်ထားတာတော်တော်အန်တရယ်များပါတယ်ဒီလူတွေကိုဘလို့ပုံစံအရေးယူပြီးတော့ action ယူကြမလဲဆိုတာစစင်သာဖို့အချိန်တန်ပါပြီအဲ့တော့စပြီးတော့စဉ်းစားပါဒီတိုင်းလွတ်ထားလို့မရတော့ပါဘူးအဲ့ဒါလေးပဲပြောချင်တာပါ တိတ်လည်းအများကြီးမပြောချင်ဘူးယွန်လို့ယွန်လို့အဲ့လိုအဲ့လိုမျိုးဟာကြီးကြတော့ယွန်လို့အဲ့ကနေဒီကနေကိုထွက်ချင်တယ်음မအေလို့ကြတော့ဘာမှမပြောကြအောင်နော်အဲ့ဟာကြတော့အတန်ကြီးကသူတို့ပါဇက်ပေါက်တယ်စို့နေရလားမသိဘူး